ပိုင်းတပွန်လေးကလေအခုမှမဟုတ်ဘူးလွန်ခဲ့တဲ့ဆယ်စုနှစ်တခုလောက်ထဲကပြင်မှုတဲ့သူ model လောကစဝင်ကစားပေါ့ပိုင်းတကွန်နာမည်မဟုတ်သေးဘူးစစ်ကိုပိုင်းဆိုနာမည်ပေါ့နော်အဲ့နာမည်နဲ့သူ model စလုပ်တယ်သူရရဲ့ပတ်ကောဒင်နာပွဲရောနှစ်ပွဲလုံးပေါ့နော်ဟုတ်ကဲ့ဟုတ်ဒီစားညှိနိုင်ပြီးတော့သူ့ပွဲလေးမှာသူဖြစ်စင်တဲ့ပုံစံလေးကိုသူ့ရဲ့နော်သဖင်ကိုလည်းကိုတည်တယ်နော်အဲဆိုတော့ခါကြတော့အရင်ထွေတူညှိစင်ကြမလို့ပဲနဲ့အဆင်ပြေသွားတာပေါ့နော် င်းသားမင်းသမီးလည်းသွေးနဲ့ကိုသားနဲ့ကိုလေနော်အချိန်တိုင်းအိမ်အောင်ပြုတ်စင်ပါဘောဟုတ်တယ်မလားနော်အဲ့လိုဖြစ်တဲ့ခါကျတော့အေးအဲ့လိုချင်းကြလေကိုချင်းစာမှာလေနော်သူတို့လည်းချင်းတိုင်းယူကြမှာပဲလေ ပိုင်းရဲ့မင်္ဂလာပွဲလေးမှာကြတော့သူ artist ယောက်ကနေပြီးတော့ဖိတ်ကြားရတဲ့တို့ကြောင့်မလို့သူ့ရဲ့ hair style မလို့သူကကြတော့နည်းနည်း hair style ကိုနည်းနည်းလေးဟိုတာမန် celebrity တနည်းနည်းလေးပို့ပြီးတော့ဟိုယူတော့တယ်တိစာလေးဖြစ်စင်တယ်သူဖြစ်စင်တဲ့ style လေးရှိရပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီစာညှိနိုင်ပြီးတော့သူ့ပွဲလေးမှာသူဖြစ်စင်တဲ့ပုံစံလေးကိုသူရရဲ့ဘက်ကဒင်နာပွဲနှစ်ပွဲလုံးပေါ့နော်ဟုတ်ကဲ့ဟုတ် facial element တိုက်ဆန်နေလीဆန်တဲ့ခါကျတော့အဲ့လိုပုံစံမျိုးလေးတက်တက်ရက်ကလေးနဲ့ထုံထားတဲ့ဟာမျိုးကြိုက်တယ်ချထားမယ်ဆိုလို့ဆိုရင်သူက wave line လေးကြိုက်တယ် wave line လေးကိုအနောက်မှာအဲ့လိုကက်ကက်ကလေးသပြုံကက်ကက်ကလေးတိတ်မယ်အနောက်မှာ wave line လေးဖြစ်ပြီးချထားတဲ့ဟာမျိုးအလွင့်လေးပေါ့အဲ့လိုပုံစံမျိုးလေးကိုကြိုက်တဲ့ခါကျတော့အဲ့ပေါ်စင်မှာသူနဲ့ကိုယ်နဲ့ညှိပြီးတော့သူဖြစ်စေခြင်းတဲ့ပုံစံတိုင်းအဝင်ကစားဖြစ်အောင်ဟန်နီပေးခဲ့ရတဲ့အပိုင်းလေးရှိအောင်ပေါ့ ဲသားလေးအခုမှမဟုတ်ဘူးလွန်ခဲ့တဲ့ဆယ်စုနှစ်တခုလောက်တည်းကပြင်မှုတယ်သူ model လောကစဝင်ကစားပေါ့ပိုင်းတကွန်နာမည်မဟုတ်သေးဘူးစစ်ကိုပိုင်းဆိုနာမည်ပေါ့เนาะအဲ့နာမည်နဲ့သူ model စလုပ်တယ် man maker နဲ့ပတ်သက်လို့ရှိရင်အများသောအပြင်ပိုင်းအောင်ပြင်းမြင်တာများတယ်ပြင်းမြင်တာများတဲ့ခါကျတော့ကိုကန်းလန်းစားပေါ့ပြင်ဆင်ပေးဖို့အတွက်အဲ fashion show ဆိုလို့ရှိရင်လည်းအဲ art director နေကိုစီစဉ်ပြီးတော့ကိုကန်းလန်းတာမျိုးလည်းရှိရဲ့ artist grand ကဟိုကန်းလန်းတာမျိုးလည်းရှိခါကျတော့တော်တော်များများကိုအများကြီးပြင်ဆင်ပေးခဲ့ပူတဲ့အပိုင်းရှိရဲ့ပြင်ဆင်ပေးခဲ့ပူတဲ့အရင်တည်းက သူเนี่ยဟိုတိပီးသားပေါ့เนาะသူသူ့ရဲ့ဒီဟိုဟာကိုလည်းထိတွေ့ဘူးတယ်သူ့ရဲ့เนาะသပင်ကိုလည်းကိုတိတယ်เนาะအဲဆိုတော့ခါကြတော့အရင်ထွေတူညှိစင်ကြမလို့ပဲ ਨੇ အဆင်ပြေသွားတာပေါ့เนาะအခုမှစတွေ့ဘူးတယ်သူမဟုတ်တယ်တခြားမလို့အရင်စိမ့်တတ်တတ်ဖြစ်နေပြီပေါ့เนาะဟုတ် ဆောင်ဆောင်ဆိုရယ်ထူးခြားတယ်နော်ထူးခြားတာပေါ့ဟုတ်တယ်လောက်တာကမှထူးခြားပြီးသူကဒါတို့တတော်လေးတွေတရိစံလေးတို့ချစ်တက်တဲ့လူဖြစ်တဲ့ခါကျတော့ဒီပေါ်မှာသူကတော်တော်ယူတော့တာနော်ပြောမယ်ဆိုကိုရီတောင်မှလည်းအဲ့လောက်ကြီးဆိုကြောက်တယ်အကိုကဒီဟာနဲ့ထွက်မယ်ဆိုတာသိပြီးသားဒီဟာလေးကိုသူပုံပုံတင်ပြီးတော့ထွက်မယ်ဆိုတာဟိုရက်ထဲကသိတယ် ညေသူအဲ့လိုလေးထွက်ချင်နေပေါ့နော်သူကအဲ့လိုလေးကိုညက်တယ်လို့သူတောင်းရှိမှာအနေပေါက်ကိုသူအနားမှာပေါ့နော်အယုတ်တီထိုးခိုင်းထားရတယ်အဲ့အကောင်ရုပ်ကလေးတွေပေါ့နော်အကောင်လေးထိုးခိုင်းထားရတယ်ပူဇာထားရတောက်ထိုးပေးပါဆိုပြီးတော့ပူဇာထားရခွာကြဆိုတော့အကောင်နေပေါ့ idea ကောင်းနေပေါ့နော်ပြီးပွဲနေအဲ့ဂျင်နာကြလို့ရှင်နေကျွန်တော်ကလည်းအဲ့လိုမျိုးလေးပကုံးလေးပေါ်တင်မယ်အဲ့လိုထွက်ချင်တယ်ပေါ့နော်ဆိုတော့ကစားပါအဲမိုက်တယ်ပေါ့နော်ဘာပြောအဲသူများဝက်တင်နေနဲ့မတူဘူးပေါ့အဲနည်းနည်းချူစားရယ်ပေါ့အဲဆိုတော့ကိုရောင်မဟဲမိုက်တယ်အိုင်ဒီယာလေးအရင်ကောင်းနေပေါ့နော် င်းသားတစ်ယောက်ပေါ့နော်မင်းသားတစ်ယောက်ကိုဆိုလို့ရှိရင်မင်းကလေးပရိသတ်ကများတယ်အဲဒီနာမည်ကြီးမင်းသားတစ်ယောက်အဲ့လိုအိမ်အောင်ပြုတ်သွားတယ်ဆိုလို့ရှိရင်ပရိသတ်အားပေးမှုရော့ကြသွားတယ်ဘိုင်းမှာရှိတယ်ဒါပေမဲ့လေတကယ်ပြောရမယ်ဆိုလို့ရှိရင်မင်းသားမင်းသမီးလေးတွေးနေကိုသားနေကိုလေနော်အချိန်တိုင်းအိမ်အောင်ပြုတ်ကြမှာပေါ့ဟုတ်တယ်မလားနော်အဲ့လိုဖြစ်တဲ့ခါကျတော့အေးအဲ့လိုချင်းကြလေကိုချင်းစာမှာလေနော်သူတို့လည်းချင်းတိုင်းယူကြမှာပဲလေဆက်ချင်လို့ရတယ်ဆက်ပြီးအားပေးနေလို့ရတယ်သူအိမ်အောင်ပြုတ်လိုက်တာသူ့ရဲ့အမှုပညာ quality ကြီးသူလုံနိုင်စွမ်းကြီးသူပရိသတ်ပေါ်ချပြနိုင်တဲ့သူ့ရဲ့အမှုပညာကြီးရော့ကြသွားတာမှမဟုတ်တာ ်တယ်မလားသူစကားကောင်းတွေရလာတဲ့အခါမှာဇက်ဇလန်းဇညွန်းကောင်းတွေရလာတဲ့အခါမှာလုတ်ပိုင်ခွင့်တွေရလာတဲ့အခါမှာသူကောင်းဆုံးချပြပြီးလုတ်ပြသွားမှာပဲအဲ့တော့မအဲ့ဟာဆက်လက်ပြီးအားပေးနေရမှာပဲအိမ်အောင်ပြုတ်သွားခြင်းမပြုတ်သွားခြင်းလည်းမဆိုင်ဘူးသူ့ကိုတကယ်ချစ်တဲ့ပရိသတ်တွေတကယ်ချစ်တဲ့ fan တွေဆိုလို့ရှိရင်သူအိမ်အောင်ကြသွားတဲ့အပေါ်မှာလည်းအများကြီးတော့နှမျောပြီးခံစားနေကြမလို့ဆက်လက်ပြီးအားပေးနေကိုချစ်တဲ့သူကိုအားပေးနေသည်ပြီသူကအောင်မြင်နေဦးမှာပရိသတ်အားပေးနေသည်ပြီလူပြောက်ကအောင်မြင်နေဦးမှာပဲလေအဲ့လိုကြောင့်မလို့ဆက်လက်ပြီးအားပေးရင်တော့ ကောင်းဆုံးဖြစ်မှာပေါ့နော်ဟုတ်အဲရန်ချစ်ကြတဲ့ဇုံတွဲတွေဖြစ်တယ်ပေါ့နော်။ဘာလို့ဆိုအရန်လဲသူတို့ကြည်နေတော့မှပဲကိုရောမှအရန်ပီတီဖြစ်တယ်။အဲသူတို့နှစ်ယောက်အရန်ချစ်ကြတဲ့ဇုံတွဲလေးရတပ်ပံယူမြေကြသက်ဆုံးတိုင် ီထက်မကပို့ပြီးစစ်နိုင်ပြီးတော့မှဒီထက်မကပို့ပြီးတော့เนาะတရားနဲ့တရားနားလည်မှုတွေနဲ့ခံခံမြဲမြဲလေးထားရလက်တွဲနိုင်ပါစေလို့စတောင်းပေးစမှာတယ်ဟုတ်